အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးပုံရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မော်အစွားနေထန်နေတဲ့ Christmas တစ်ပင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်ရသူအန်နာပါရွာတရွာမှာဂီတဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူ့ယောက်ျားသမီးလေးနဲ့အတူတူနေထိုင်နေခဲ့ရပါတယ်ဆူရီစ်ကတော့အပြင်မှာအလောက်ကျန်းတွေကိုပြမန်ဆင်းရဲစွာတဲ့လောက်ကင်နေခဲ့ရပြီးမိသားစုကိုကျွေးမွေးစောင့်ရှောက်နေခဲ့ရတဲ့သူပါ ပထမတော့ဇူလေးရှ်ကသူ့မိမနဲ့တမီးကိုအရန်ချစ်ပြီးမိသားစုပြောရွှေမိုးကိုတော့ဦးစားပေးတဲ့သူတယောက်ပါဒါပေမဲ့တဖြည်းဖြည်းလုံခြံကန့်ကန့်တွေအဆင်မပြေလာခဲ့တဲ့အခါမှာတော့သူကအရက်ဆွဲကတ်သွားပါတယ်အရက်သမားလုံးလုံးဖြစ်ပြီးဘယ်သူကမှဂရုမစိုက်တော့ပါဘူးနောက်ဆုံးမှာတော့သူအလုတ်လည်းမလုံတော့တဲ့အပြင်အလုံးကောင်းနေပါထွာလာပြီအိမ်မစားတော့ဖို့အတွက်တောင်မှ အတော်လေးခက်ခဲနေတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါပြီတကယ်မှာတော့ ကျမသမီးလေးရဲ့ရှေရင်းနဲ့ပတ်သက်ပြီးကျမထပ်ပြီးဘာမှမလုပ်နိုင်ဘူးဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်တော့ငါအလုပ်တစ်ခုခုလုံးမဖြစ်မယ်မဟုတ်ရင်တော့ငါရဲ့သမီးလေးဒုက္ခရောက်သွားလိမ့်မယ်ဂီတာကလည်းသူ့ရဲ့အခြေအနေဘယ်လောက်တောင်မှရွှေရွှင်ပြတ်စီနေလဲဆိုတော့ကိုသိတဲ့အခါမှာတော့သူကိုယ်တိုင်အပြင်ထွက်ပြီးအလုပ်တစ်ခုလုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါကြောင့်သူကနေစဉ်နေတိုင်းမနေ့အစောကြီးအလုပ်မသွားခင်မှာသူ့သမီးလေးကိုကြောင်းလိုက်ပို့ပြီးတော့သူ့အလုပ်ကိုသွားပါတယ်သမီးလေးမဟိရေဘာလို့နေရလဲသမီးရဲ့အမြန်လောက်ကြောင်းတော့ကြတော့မယ် ဒီပုံစံအတိုင်းဆိုရင်တော့ကျောင်းဘယ်အချိန်ရောက်မလဲဟုတ်ကဲ့ပါမေဟုတ်ကဲ့ပါသမီးတို့တော့ကြောက်မယ်နော်တော့ကြတာပေါ့သူတို့နှစ်ယောက်လုံးအိမ်ပြင်ကိုထွက်တော့မယ့်အချိန်မှာပဲယောက်ျားဖြစ်တို့ရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ဂီတာကြီးငါပတ်စံလို့ရဲငါ့ကိုပတ်စံပေးငါ့ကိုပတ်စံပေးစမ်းနေငါ့ကိုအခုပတ်စံပေးထားမယ်ဆိုရင်တော့ငါနေ့ကိုအမြန်ဆုံးအဲ့ဒီပတ်စံကိုပြန်ပေးမယ်ရှင်အရှက်ကောရှိသေးရဲ့လားရှင်ကိုရှင်ဘာထင်နေရလဲကျမဘလောက်တောင်မှရုန်းကန်နေရလဲဆိုတော့ကိုရောရှင်သိရဲ့လား ရှင်ပါအလုံးမမလုပ်ပဲထိုင်စားနေတဲ့အချိန်မှာကျမအလုံးလုပ်ပြီးဒီအိမ်ရဲ့အတုံးစိမ့်နဲ့ကျမကလေးရဲ့ကြောင်းလာကကိုပေးသွင်းပေးနေရလေရှင်ရတော့လေတစ်ချိန်ကုန်လုံးအရက်သမားပဲလုပ်နေရဲ့အရက်တောက်ဖို့အတော့ပဲရှင်စိုက်ဝင်စားတယ်ရှင်အတွက်ရှင်မစင်းစားဘူးဆိုရင်တော့ရှင်သမီးလေးအတွက်ရှင်စင်းစားစားမအောင်ကဲကဲကဲတော်စမ်းတော်စမ်းတော်စမ်းမဘာမှအလောက်ထိစကားတွေလာမများမနေနဲ့ဒါငါတယောက်တည်းမွေးထားတဲ့ငါရဲ့သမီးမဟုတ်ဘူးနေရလေသမီးပဲနေမှာလေသူ့ရဲ့တာဝန်တွေရှိရဲဆိုတော့ကိုမေ့မထားနေအောင် ပြီးတော့ငါနဲ့စီကပတ်စံအနှဲငယ်လောက်ယူတာနဲ့ဘာတွေများဆုံးရှုံးသွားမှာမို့လို့တလောက်တောင်မှစကားတွေအရောက်များနေရတာလေ။ကဲကဲကဲပေး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 စကားတွေအရန်အများကြီးပြောမနေချင်ဘူးငါပတ်စံပေး။ကျမရှုပ်ပြောပြီးသွားပြီးကျမစီမှာပတ်စံမရှိပါဘူးဆိုနေမှကြည်ရတာမင်းရဲ့ဒီပုံစံအတိုင်းလက်မခံမှုနဲ့တူတယ်ငါ့ရဲ့နေလန်းကိုအတုံးပြရတော့မှာပေါ့။ဒီနောက်မှာတော့အရသမားယောက်ျားကသူ့ရဲ့မိန်းမကိုရှိုက်ပြလိုက်ပါတော့တယ်။ကလေးမလေးကတော့တောင်လေးတနေရာမှာရပ်ပြီးကြည်နေခဲ့ရပါတော့။ ဖဖေရဲ့မရိုက်ပါနဲ့နော်မိမေကိုမရိုက်ပါနဲ့မိမေကိုလှုပ်ပေးလိုက်ပါရှင့်မိမေကိုမရိုက်ပါနဲ့မိမေကိုလှုပ်ပေးလိုက်ပါခဏနေတော့ဆရေရှ်ကလည်းပြန်လဲထွားခွာသွားခဲ့ပါလေဂီတာကလည်းငိုပဲငိုနေခဲ့ပါလေသူရဲ့ကန်ကြမ္မာအလောက်တောင်ဆိုရလားဆိုပြီးချိန်စားတိုက်နေခင်မိရပေါ့ဒီနောက်မှာတော့သူရဲ့တမီလေးမာဟီကိုចောင်းပို့ပြီးသူကိုယ်တိုင်လည်းတခြားသူတွေရဲ့အိမ်မှာအလုံသွားလုပ်ခဲ့ပါလေចောင်းကိုရောက်ရှိသွားခဲ့ပြီမယ်မာဟီကတော့ဘာစာမမလုပ်ချင်ပါဘူးမနက်ကသူမရဲ့အရှိမဖြစ်ပြခဲ့တဲ့ရံပွဲအကြောင်းကိုပဲအချိန်ချင်းစဉ်းစားနေခင်မိပါလေ တစ်ဖက်မှာဂီတာကတော့အလုတ်ကိုရရှိသွားခဲ့ပြီးရဲ့နောက်မှာတော့အလုတ်ကိုလုံနေခဲ့ရပေါ့ခဏနေတော့သူရဲ့တထေမရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ကဲဂီတာရေငါရဲ့အိမ်နေချင်းအတော်ကမလောက်သိတယ်မလားသူနေထိုင်လို့မကောင်းဘူးဆိုပြီးတော့ပြောနေတာကြာပြီအဲ့ဒါကြောင့်ငါသူ့ကိုတခြားသွားကြည့်လိုက်အောင်မယ်လေအိမ်လောက်တွေအလုံးလုံးတို့ပြီးသွားပြီဆိုတော့ရှင်တော့အိမ်တကာတော့ခတ်ပြီးတော့ငေါ့လာပြီးအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတထေးမ သူမကလည်းအလုပ်တွေအားလုံးလုပ်လုပ်ပြီးသွားခဲ့တဲ့အခါမှာတော့အိမ်တော့ကိုတထင်းမောင်းကိုတော့ပေးလိုက်ပါတယ်။ဒီနောက်သူမအိမ်ကိုပြန်လာခဲ့ပြီးညနေဆောင်သွားတဲ့အခါမှာသူ့ယောက်ျားဆိုတဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူစီကနေနောက်တစ်ချိန်ထပ်ပြီးပတ်စံတောင်းနေခဲ့ပြန်ပါတယ်။ဒီသားကပတ်စံမပေးဘူးလို့ညင်းဆိုလိုက်တဲ့အခါတိုင်းမှာလည်းအိမ်မှာရှိတဲ့ပစ္စည်းတခုခုကိုယူသွားပြီးရောင်းစားပြစ်ပါတယ်။ပြီးတဲ့အခါမှာတော့အရက်ဆိုင်မှာသွားပြီးအရက်မူးယူနေအောင်တောင်းနေတတ်ပါတယ်။အဖြစ်ဖြစ်နေအိမ်မှာရှိတဲ့ပစ္စည်းတွေလည်းကုန်နေခဲ့ပါပြီရှိတဲ့ပစ္စည်းတွေအားလုံးကိုလည်းသူကအရန်နဲ့လဲတောင်းနေကြပါပဲ တရမတော်ဂီတာကလည်းထမင်းဟင်းချက်ဖို့အတွက်ဒေအိုလိုက်ရှာခဲ့တဲ့အခါမှာဒေအိုမရှိပါဘူးခဏနေပါဦးငါဟင်းချက်ဖို့အတွက်ဒေအိုလိုက်ရှာနေအောင်ဒေအိုကဘယ်ကိုရောက်သွားလဲတေးကြတယ်တေးကြတယ်ဒီလူပဲဖြစ်ရမယ်တတော်လေးကိုမကောင်းတဲ့လူပဲမိဖို့ခံနေမှာထားထားတယ်ဒေအိုကိုတော့မှသူကရောင်းစားပြစ်ပြီးအရက်သွားတောက်သေးရပေါ့လေငါရဲ့တမီလေးပြန်လာရင် စားဖို့အတွက်ငါထမင်းဟင်းချက်ရအောင်မယ်ဘာနဲ့ချက်ရမှာတော့ကဲကဲကဲငါအင်းကြီးချင်းစီသွားပြီးအိုးလေးခဏလောက်ငှားလာခဲ့ရမယ်မဖြစ်တော့ပါဘူး ီတာကလည်းအိမ်ဒီချင်းတော်ကြီးစီသွားခဲ့ပြီးနောက်မှာတော့ဂျေအိုလီကိုကားရှူလာခဲ့လိုက်ပါတယ်။နောက်ထပ်ရနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူမလာစားရလာတာနဲ့နောက်ထပ်ဒေအိုအစ်တစ်တလုံးဝယ်ပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါမှာတစ်တာရဲတစ်ခါရဲဖွာချလိုက်ပါတယ်။ဒါပေမဲ့ဆူရင်းကဒါကိုလည်းတွေ့မြင်သွားခဲ့ပါပြီ။ဂီတာကတော့ဒီဒေအိုကိုမရောစားဖို့အတွက်ပြောဆိုခဲ့တဲ့အခါမှာတော့သူ့ယောက်ျားသူ့ကိုထပ်ပြီးရိုက်နှက်ခဲ့ပြန်ပါတယ်။ အိမ်မှာနေစဉ်တိုင်းရံပွဲတွေကိုပဲမြင်တွေ့နေကြရတဲ့အခါမှာတော့ကလေးကလည်းအတော်လေးကိုစိတ်ပြတ်ဝမ်းနည်းနေကြရပါတယ်။သူမဘာတခုမှစိတ်မပါတော့ပါဘူး။စာကိုလည်းမလုပ်တော့ပါဘူး။သူအမေကိုအရန်ကိုတနာလုံးနဲ့အတွက်သူမကြေကွဲနေရပါတယ်။ကျောင်းကိုရောက်ရှိသွားခဲ့တဲ့အခါမှာတငယ်ချင်းတယောက်ကပြောလိုက်ပါတယ်။ဟဲ့မဟီ။နေ့ဖြန်စားလို့ရှိရင်ခရစ်စမတ်နေ့ဆိုတာကိုနင်းသိလား။ခရစ်စမတ်နေ့မှာလေစန်တာရှီကနေတောင်းတဲ့အရာတွေအကုန်လုံးရတယ်။စန်တာကိုယ်တိုင်လာပေးတာ။ဘာလဲနေတကယ်ပြောနေရလား။ အေးဟုတ်တယ်ငါတကယ်ပြောနေရလေဒါနဲ့ငါတို့ဒီနေ့ဇေလန်ကနေပြီးတော့အင်ကိုပြန်ကြရအောင်နော်မနေ့ကကြာရင်ခရစ်စမတ်နေ့ဆိုတော့ဈေးထဲမှာအရန်ကိုစီကားနေမှာငါတို့တော့ကြည့်ကြမယ်လေနော်အငယ်ဈေးတယောက်လုံးကလည်းကြောင်ဆင်းလာခဲ့ပြီးတဲ့နောက်မှာတော့ဇေလန်ကနေပတ်ပြီးအင်ကိုပြန်ခဲ့ကြပါရဲ့ဈေးတစ်ခုလုံးမှလည်းခရစ်စမတ်တစ်ပင်တွေစန်တာကလော့ရဲ့ပုံတွေမုတ်တွေစစ်စရာကောင်းတဲ့အယုတ်တွေနဲ့စီကားနေခဲ့ပါရဲ့ ဒါပေမဲ့လည်းမဟီစီမှာပတ်စံမရှိတဲ့အတွက်သူမလက်ဖလာနေပဲအင်ကိုပြန်လာခဲ့လာရပါတယ်။နောက်နေ့ကတော့ခရစ်စမတ်နေ့ဖြစ်တဲ့အတွက်ကြောင်းပရက်ဖြစ်ပါတယ်။ဒါကြောင့်မိခင်ဖြစ်သူဂီတာအလုပ်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာမဟီကလည်းအပြင်ထွက်ပြီးစောကစားနေခဲ့ပါတော့တယ်။မဟီတငယ်ချင်းတွေနဲ့ကစားပြီးနောက်မှာတော့အင်ကိုပြန်လာခဲ့တဲ့အခါမှာသူ့အဖေကသူ့အမေကိုထပ်ပြီးရှိုင်းနှံနေရကိုတွေ့ခဲ့ရပြန်တာပေါ့။သူမအရန်ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တဲ့အခါမှာတော့အိမ်တဲကနေထွက်လာခဲ့ပြီးတောအုပ်ထဲဝင်သွားခဲ့ပါတယ်။ ျောက်ထဲမှာရှိတဲ့မြေကမ်းစာလီမှာထိုင်ပြီးသူမတယောက်ထဲငိုနေခဲ့ပါတော့တယ်။ဒီအချိန်မှာပဲအဲ့ဒီအနီယောင်ကိုဝစ်ဆင်ထားတဲ့ Santa Claus ကိုသူတွေ့လိုက်ရပါတော့တယ်။ကဲခလေးငယ်လေးရေနေပါဖြစ်လို့ငိုနေရတာလေ။ဒီနေ့ငါကလောကကြီးပုံကိုဆင်းလာခဲ့ပြီးတော့ခလေးတွေအကုန်လုံးကိုလက်ဆောင်ပေးနေတာ။နေရောဘာလက်ဆောင်လို့ခြင်းလဲပြောလေလိုချင်တဲ့လက်ဆောင်ကိုပေးမယ်။ကျမကဘာလက်ဆောင်မှမလိုချင်ဘူး။ဒါဆိုလို့ရှင်တော့နေ့မှာဘာပြဿနာတွေရှိနေရလဲဆိုတာကိုပြောပြစမ်းမအောင်ကွာ။ မဟီကလည်းငိုနေနေပဲသူ့ကိုကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါတယ်။ဆန်တာကတော့သူမကိုခရစ်စမတ်တစ်ပင်အသေးစားလေးတစ်ခုပေးလိုက်ပါတယ်။တစ်ပင်လေးကတော့အလင်းရောင်တွေဖြားချွန်နေခဲ့ရပေါ့။ကဲလျှောက်ကလေးမလေးရဲ့အခုချိန်ကစပြီးနေ့ရက်ပိုပင်တော့ကတွေအားလုံးကင်းဝဲသွားလိမ့်မယ်။ဒါကမှအစွမ်းထက်နေတဲ့ခရစ်စမတ်တစ်ပင်တစ်ပင်ပဲ။နေဒီတစ်ပင်စီကဘာတောင်းမလဲတောင်းချင်တာတောင်းအရာအားလုံးရရှိသွားလိမ့်မယ်။ကျေးဇူးများကြီးတင်ပါတယ်ဦးလေးကြီး။ ။ကဲဖရာသခင်ကောင်းချီးပေးပါစေကွယ်။စန်တာကတော့လက်ဆောင်ပေးပြီးနောက်ပျောက်ကွယ်သွားခဲ့ပါရဲ့။မာဟီကလည်းခရစ်ပတ်တပင်လေးကိုယူပြီးတော့အင်ကိုပြလာခဲ့လိုက်ပါရဲ့။သူ့အမေကိုလည်းကိစ္စရီအားလုံးအမှန်အတိုင်းပြောပြခဲ့ပါရဲ့။ဒီခရစ်ပတ်တပင်လေးကတကယ်ဆုတောင်းပြည့်ရဲ့ဆိုရင်တော့တမီးသူ့စီကတခုခုတောင်းကြည့်လိုက်လေ။တမီးရဲ့အဖေဒီနေ့အားစပြီးဘယ်တော့မှအရက်ကိုထပ်ပြီးမထီပါစေနဲ့ဆိုပြီးတော့ဒါတောင်းလိုက်။ခရစ်ပတ်တပင်ကြီးရဲ့ကျမရဲ့အဖေကိုအရက်သမားဘဝကနေကျွတ်လွတ်သွားအောင်လုပ်ပေးပါ။ ဒီအချိန်မှာတပည့်တွေကအလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီးဆရေ့ကအရင်ပုံစံအတိုင်းပြောင်းလဲကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။သူ့မိမကိုလည်းသူတောင်းပန်လိုက်ပါတယ်။ငါ့အခွန်းတော်ပါဂီတာရဲ့ငါအမားတွေအများကြီးလောက်ခဲ့မိတယ်။မိုးယူပြီးလောက်ခဲ့တဲ့အမားတွေကတကယ်ကိုအများကြီးပါပဲလား။ဒီနေ့ကစပြီးတော့ငါဒီအရက်ကိုဘယ်တော့မှထပ်ပြီးမတောက်တော့ဘူးသီလား။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာတာမီနှစ်ယောက်လိုရှမ်းကိုဝမ်းသာပြောရွှင်သွားခဲ့ကြပါတယ်။ဒါဆိုရင်တော့ဒီမော့အစွမ်းထက်တဲ့တပည့်ကြီးကတကယ်အတော်လေးကိုမော့အစွမ်းနေထပ်နေခဲ့ရပါပဲနော်။ဘာအထိပ်ပဲလဲသမီးရဲ့ ဒီနောက်မှာတော့မဟီကလည်းသူ့အဖေကိုပြောပြလိုက်ပါတယ်။ဒီနောက်မှာဟီကတပည့်စီကနေစားစရာတောက်စရာတွေအများကြီးထပ်ပြီးရောမှားလိုက်ပါတယ်။မိသားစုနဲ့အကောင်လုံးကလည်းမဟုတ်ကိုစားတောက်ပြီးနောက်မှာတော့ခရစ်မတ်ပွဲကိုကျင်းပခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တပည့်ကြီးရဲ့အကိုအညီနဲ့ဆရေးစတဲ့ဂီတာတို့ကလည်းစားတောက်ဆိုင်ဒီဇိုင်းကိုဖွင့်လှစ်ခဲ့ကြပါတယ်။ဒီဇိုင်းလေးဖွင့်လှစ်ခဲ့တဲ့အချိန်မှာသူတို့ပုံမအစင်ပြေလာခဲ့ပြီးပတ်စံတွေလည်းအများကြီးရှာဖွေနိုင်သွားခဲ့ကြပါပြီ။မိသားစုရဲ့၃ယောက်လုံးကလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့ Christmas ပွဲတော်နေ့ဆိုတဲ့ပုံပြလေးပဲဖြစ်ပါတယ်။သိမကြခင်မှာ Christmas နေ့ကိုရောက်ရှိလာတော့မှဖြစ်တဲ့အတွက်လူတွေအားလုံးကလည်းအိမ်တွေမှာကိုယ်စီပွဲအတွက်ကျင်းပဖို့ပြင်ဆင်နေကြကြပါတယ်။ Christmas တစ်ပတ်တွင်လည်းအလောက်စနေခဲ့ကြပြီးတအိမ်လုံးကိုလည်းပြင်ဆင်နေကြကြပါတယ်။ဒီအချိန်မှာ Sony တယောက်အရန်ကိုဝမ်းနဲ့ကြည်ကွဲနေကြပါတယ်။ဒီမှာကတော့လူတွေသူတို့ရဲ့အိမ်ကိုယ်စီကိုဘယ်လိုပြင်ဆင်နေကြလဲဆိုတာကိုကြည့်နေကြပါတယ်။ ဒီအချိန်မှာပဲတုံးမေရန်ကုန်တန်ကိုကြားခဲ့ရတဲ့အတွက်ဒီမချက်ချင်းပဲအိမ်တဲကိုပြေးဝင်သွားခဲ့ပါတယ်။အမရဲ့ကျမလည်းဒီအဝတ်တွေကိုတတိချာချာလျှော်တာပဲ။ဒါပေမဲ့ဘလို့ဖြစ်ပြီးရောဒီအဝတ်တွေမှာစောထင်သွားတယ်ဆိုတာကိုတော့ကျမလည်းမသိတော့ဘူး။ကြည့်ရတာဒီစာရီရဲ့အနားစောက်မှာရှိတဲ့အယောင်တွေကြောက်ပြီးရောအထည်တစ်ခုလုံးပိတ်သွားတာပဲဖြစ်ရမယ်။နေငေါ့မြတခုံးမကြံပြန်ခံပြောနေသေးတယ်ဟုတ်လား။နေငေါ့ပြန်ခံပြောရေပေါ့။ငါတို့အိမ်မှာကတ်နေတဲ့ငါတို့ကြွေးရာကိုစားတယ် အခုငါ့ကိုပြန်ခံအောင်ပြောတတ်နေပြီ။မင်းရောက်စားကတော့ဒီမှာရှိတော့မဟုတ်ဘူး။နင်းကိုထားပြီးတော့ထွက်ပြေးသွားပြီ။နေနေရနေရသမီးသင်ရောက်လုံးကတော့ငါတို့အိမ်မှာကတ်နေပြီးအလကားစားတောက်နေရလေ။မင်းရောက်လေကွာဘာလို့ဒီလောက်တောင်မှရိုးသားလုံးနေရတာလဲ။ဒီတောင်ပြီးနှစ်ယောက်လုံးကိုဘလို့အလုတ်ခိုင်းရမလဲဆိုတော့ကိုမင်းနားမလည်ဘူးခလား။နောက်နေ့ရောက်ဆက်ပြီးငါတို့အိမ်မှာအလုတ်လုံးနေတဲ့အလုတ်သမားကိုအလုတ်မလာဘူးအတော့ပြောလိုက်။သူတို့နှစ်ယောက်ကိုပဲအလုတ်ကိုတတိချာချာခိုင်းကြလား။ဟေးတန့်ရှင်တွေဘာတွေကိုတော့စုံနီလုံးလို့ရတာပဲသူ့ကိုလည်းခိုင်း။ ဟုတ်တယ်နော်ဟုတ်တယ်ရှင်ပြောတာမှန်နေ။ကဲဒီမှာစုမန်းကြီးနေအလို့တွေအကုန်လုံးကိုတယောက်တည်းလုံနေလို့မပေးနိုင်နော်။တော်လေးကိုနှောက်နေနေရအဲ့ဒါကြောင့်ပဲ။အဲ့ဒါကြောင့်နေမိဖို့ကန်းကိုတာဝန်ယူလိုက်ကြလား။စိုနီကတော့ပကံစေးပြီးတန်ရှင်းရေလုံလိုက်မယ်။ဒါပေမဲ့ရောင်းမရဲ့ကျမရဲ့တမီလေးအကြောင်းလဲတော့ရသေးရဲ့။သူဒီအလို့တွေအားလုံးလုံနေမယ်ဆိုလို့ရှင်တော့အကြောင်းဘယ်လိုသွားမလဲ။သူကမနဲ့ပိုင်းအကြောင်းသွားတိုက်ရတာလေ။ကဲဒီမှာစုမန်းကြီးနောက်နေ့ရောက်ဆောက်ပြီးစိုနီအကြောင်းထပ်တက်စရာမလိုတော့ဘူး။သူ့ကိုအကြောင်းထုတ်မယ်။ ငါမှကလေးတွေကိုကျောင်းလာကပေးနေရတာအတော်လေးကိုများနေတဲ့အတွက်သူ့အတွက်ထပ်ပြီးမပေးပေးနိုင်တော့ဘူး။တို့ကိုယ်တိုင်ကတော့သူ့ရဲ့တာဝန်တွေဝတ်တရားတွေကိုမလို့ခြင်းလို့ဒီကနေပြီးတော့ထွက်ပြေးသွားခဲ့။ဘာဖြစ်လို့များသူထွက်ပြေးသွားခဲ့ရတာလဲ။ငါကပဝင်းကျင်တစ်ခုလုံးကိုကြောက်နေလို့တော့နေတော့နှစ်ယောက်လုံးကိုအိမ်ကနေမောင်းမထုတ်သေးတာတိတ်ပြီးတော့အကောင်းလို့ထင်မှတ်မနေကြနဲ့။အခုငါတို့နဲ့အတူတူငါတို့အိမ်မှာနေကျင်သေးတယ်ဆိုတော့ရှင်တော့ငါတို့ပြောတဲ့အတိုင်းပဲလို့အပေါ်တွေတိတ်ပြီးတော့လုံပြနေစီရမလို့ဘူးကြလား။ ဒါဆိုရင်တော့မိမကြီးငါဆိုင်ဘက်ခဏလောက်သွားကြည့်လိုက်တော့မယ်။ငါသွားပြီနော်။အင်ကိုတေချာကြည့်ထားအောင်။စုမန်းကတော့အရန်ကိုဝန်းနေပြီးညှိရီလေးကြာနေခဲ့ပါရဲ့။လွန်ခဲ့တဲ့6လအရင်တုန်းကစုမန်းရဲ့ယောက်ျားဖြစ်သူဖိဖိကတော့အင်ကနေဘဲသူကိုမှမပြောမဆိုပဲနဲ့ဖောက်ခွာသွားခဲ့ပြီးပျောက်ကွယ်သွားခဲ့ပါရဲ့။သူရဲ့အကြောင်းပါတခုမှမသိရတာအခုဆိုလို့ရှင်တော့6လလောက်ရှိနေခဲ့ပါပြီ။စုမန်ကတော့သူရဲ့တမီးလေးဆော်နီကိုခေါ်ပြီးအိမ်ကနေထွက်သွားခြင်းနေခဲ့ပေမဲ့ဒါကလည်းလုံးလုံးမဖြစ်တဲ့ကိစ္စတစ်ခုဖြစ်နေခဲ့ပါသေး သူမချိန်မှနေခဲ့တာကတရားကြရင်တော့သူမယောက်ျားဖြစ်သူကျင်းနေပါဦးသူမစီပြန်လာခဲ့မယ်ဆိုတာပါပဲ။ဒါကြောင့်သူကလည်းသူ့ရဲ့ခဲအိုလင်းကြီးမာရောရဲ့အိမ်မှာပဲကပ်ပြီးတော့နေနေခဲ့ရပါတယ်။သူ့ရဲ့သမီးလေးကိုခေါ်ပြီးသူ့ဘယ်ကိုသွားရမှာလဲလောကကြီးမှာသူ့အတွက်ဘယ်သူတူတယောက်မှရှိတာလည်းမဟုတ်ဘူးလေ။ဒီနောက်မှာတော့ဆိုနီကိုသူတို့ကကြောင်းမထားပေးကြတော့ပါဘူး။ဆိုနီကိုကြောင်းကနေထုတ်ပြလိုက်ကြပါတယ်။အနားဆရာကောင်းတဲ့သမီးလေးကလည်းသူ့ရဲ့မိခင်ဖြစ်သူနဲ့အတူတူအိမ်လုံးတွေကိုဝိုင်းကုန်ကြီးလောက်ကိုင်းပေးနေခဲ့ရတဲ့ဘဝရောက်ရှိသွားပါပြီ။ နောက်ထပ်တရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ခရစ်မတ်ပွဲတော်နေ့ရောက်ရှိလာပါတယ်။ဒါနဲ့အမကီရန်ရဲ့ဘယ်ကိုရောက်နေရလဲ။သမီးလေးရှီတက်လျော့ဖဲမလေး။ဟာဦးလေးလာတယ်ဟေးဦးလေးဦးလေးဦးလေးလာတယ်။ဦးလေးလက်ထဲမှာလည်းလက်ဆောင်ပစ္စည်းတွေကလည်းအများကြီးပါလား။ဒါနဲ့ဦးလေးရဲ့ဒီလက်ဆောင်ပစ္စည်းတွေအကုန်လုံးကဘယ်သူအတွက်ယူလာခဲ့ရလဲဆိုတာကိုလည်းပြောပါဦး။အေးမောင်လေးလာတာပဲရုတ်တရက်ကြီးပါလားလာမယ်ဆိုလို့ရှင်လဲကြိုပြောပေါ့အိမ်မှာတခုခုပြင်ဆင်ထားပေးလို့ရတာပေါ့တတိမပေးဘာမပေးနဲ့ရုတ်တရက်ကြီးရောက်ချလာတယ်နော် တကယ်တော့ Christmas နေ့ဆိုရင်တော့ကျွန်တော်တို့ရုံမှာအလုပ်တွေကလည်းအရင်အောင်များတာလေအဲဒါကြောင့်ကျွန်တော်ရဲ့တူမလေးအတွက်ကျွန်တော်ကလည်းပွဲတော်ရံမတိုင်ခင်မှာပဲလက်ဆောင်ပစ္စည်းတွေအများကြီးယူပြီးတော့လာပို့ပေးရပါသူလဲဝမ်းသာပျော်ရွှင်သွားအောင်လို့လေနောက်ဆိုရင်တော့ကျွန်တော်ထွက်လာခဲ့ဖို့အချိန်ရမလားမရဘူးလားဆိုတာကလည်းတိတ်ပြီးတော့တိတ်ကြတာမဟုတ်ဘူးဂျာနေဘာဖြစ်လို့လဲဘာဖြစ်လို့အချိန်မရှိရတာလဲနင်းစီမအချိန်မရှိရတဲ့အကြောင်းရင်းကရောပါလေတကယ်တော့အမရေခရစ်စမတ်နေ့ကြာလို့ရှင်တော့ကျွန်တော်ရဲ့ကုမ္ပဏီက ပါတီပွဲအကြီးကြီးတစ်ခုကျင်းပဖို့ရှိတယ်။မိသားစုဝင်တွေကိုလည်းဖိတ်ခေါ်လို့ရတယ်။အဲဒါကြောင့်ကျွန်တော်အမတို့အကောင်လုံးကိုတစ်ခါတည်းဖိတ်သွားလိုက်မယ်နော်။ကုမ္ပဏီကလုပ်တဲ့ပါတီပွဲကိုကျင်းပလာရောက်တတ်ကြပါ။ရှီတဲလ်ကိုယ်တိုင်လည်းအဲ့ဒီမှာအရန်ကိုဝမ်းတာပြောရွှင်သွားလိမ့်မယ်သီလား။ခရစ်စမတ်ပါတီပွဲနေ့ကြလို့ရှင်တော့အားလုံးကပျော်ပျော်ရွှင်ရွှင်ပဲဆင်နွှဲကြပါလိမ့်။ကောင်းလိုက်တာဦးလေးရဲ့ကောင်းနဲ့ကောင်းနဲ့အရန်ကောင်းနဲ့ဒါဆိုရင်တော့သမီးလာခင်မယ်နော်။ပါတီပွဲနေ့ကြလို့ရှင်တော့အရန်ကိုပြောစရာကောင်းတော့မှာပဲ။ ကြည့်ပါဦးတမင်းရှိမဦးလေးတို့မျိုးဦးလေးတယောက်ရှိတာဘလောက်တောင်မှကံကောင်းလိုက်တယ်ရှီတက်သူ့ရဲ့ဦးလေးနဲ့အတူတူအခုလိုစကားတွေပြောဆိုနေအောင်ကိုတွေ့ကြရတဲ့အခါမှာဆိုနီတော်တော်လေးကိုဝမ်းနေနေခဲ့ပါတယ်ညဘက်အိတ်နေခဲ့တဲ့အချိန်မှာဆိုနီကတော့သူ့ရဲ့အမေစမန်ကိုပြောလိုက်ပါတယ်အမေရှီတက်ရဲ့ဦးလေးကတော်တော်လေးသဘောကောင်းတယ်နော်ပြီးတော့သူ့တူမလေးကိုလည်းသူကအရန်ချစ်တာပဲရှီတက်အတွက်လည်းခရစ်စမတ်အတွက်ဆိုပြီးတော့လက်ဆောင်တွေအများကြီးလာဖို့ပေးထားတယ်တိလားဒါနဲ့တမင်းရဲ့ဦးလေးကရောဘယ်သူလဲယင် တမီးရဲ့ဦးလေးကကြတော့ဘာဖြစ်လို့တမီးစီကိုမလာရတာလဲတမီးလည်းဦးလေးရဲ့အိမ်ကိုသွားချင်လိုက်ကြမိရဲ့တမီးလည်းတမီးရဲ့ဦးလေးနဲ့အတူတူပဲခရစ်စမတ်နေ့ကိုဆင်နွှဲကြတယ်ဆော်နီကတော့သူ့ရဲ့အမေကိုဖတ်ပြီးငိုနေခဲ့ပါတော့တယ်ဆူမန်ကတော့သူ့ရဲ့အမေကိုလိုမျိုးငိုနေတာကိုမကြည့်ရတော့ပါဘူးတာမီနှစ်ယောက်လုံးကလည်းဝမ်းနေပြီးငိုနေခဲ့ကြပါတယ်ခဏနေတော့ဆူမန်ကလည်းကောင်းကင်ကိုကြည့်ပြီးပြောလိုက်ပါတယ်ဟိုမှာကြီးတမီးလေးဆော်နီရဲ့ကောင်းကင်မှာတာနေတဲ့လကြီးကိုတွေ့လား အရီလာကြီးကသမီးရဲ့ဦးလေးပဲအဲ့ဒီမှာကြည့်ပါအောင်လမေကြီးဟာနင့်ကိုကြည့်ပြီးတော့ပြုံးပြနေရဲ့တွေ့တာကဲဒါဆိုရင်တော့လကိုကြည့်ပြီးတော့စကားတွေအများကြီးပြောလိုက်တော့သမီးရေတကယ်ပဲလမေကြီးကသမီးရဲ့ဦးလေးလားမမေဒါဆိုလို့ရှင်တော့သမီးခရစ်စမတ်ပွဲကိုလည်းဦးလေးနဲ့အတူတူကျင်းပမယ်ဒါနဲ့သမီးကိုလည်းဦးလေးကလက်ဆောင်တွေလာပေးမယ်မဟုတ်လားယသမီးလည်းဦးလေးရဲ့အိမ်ကိုလိုက်သွားကြည့်ချင်တယ်သူနဲ့အတူတူခရစ်စမတ်ပွဲကိုလည်းဆင်နွှဲချင်လိုက်ကြဒါနဲ့မမေဦးလေးကသမီးကိုအိမ်ကိုခေါ်ပါမလားဒါပေါ့သမီးလေးရဲ့ ဒီတမီးရဲ့ဦးလေးကတမီးကိုခရစ်စမတ်နေ့ကြားလို့ရှင်တော့ကျင်းနေပါဦးသူ့ရဲ့အိမ်ကိုခေါ်သွားပြလိမ့်မယ်။ကဲကဲကဲအခုအိတ်တော့အိတ်လို့ရပြီ။လာဖို့မှနေထိုင်နေခဲ့တယ်။လာဆောင်နေမင်းကြီးကတော့ဒီစကားတွေအားလုံးကိုကြားသွားခဲ့ပါတော့တယ်။ကြည့်ပါဦးဒီကလေးမလေးကငါ့ကိုတန်းတားနေရပဲ။ငါသူ့ကိုတော့ခေါ်မှဖြစ်မယ်။ဒီနေ့ကတော့ခရစ်စမတ်နေ့ပဲဖြစ်ပါတယ်။ရှီတလကလည်းသူ့ရဲ့မိဘတွေနဲ့အတူတူပြင်ဆင်ပြီးဦးလေးရဲ့အိမ်ကပါတီပွဲကိုသွားကြတော့မှာပါ။ဟဲ့ဆိုနေဒီလိုလား။ ကဲကျော်ဒီမှာငါနဲ့ငွေ၅ချက်မို့ဖိုးပေးလိုက်မယ်။နင်းတကြားလုံးဝယ်စားလိုက်ပေါ့။ဒီနေ့ကခရစ်စမတ်နေ့မို့လို့ငါနဲ့ပေးတာနော်။သွားကြမယ်လေ။ကျမတို့တော်လေးနောက်ကျနေပြီ။ကျမမောင်လေးလည်းကျမကိုစောင့်နေလိမ့်မယ်။မမေကလည်းစိုနီကိုဘာဖြစ်လို့ပတ်စံပေးလိုက်ရတာလဲ။ထားစမ်းပါ။တမီးလေးရဲ့အမေကသူ့ကိုတောင်းစားတဲ့လူတယောက်လို့သတ်မှတ်ပြီးတော့ပေးလိုက်တာ။သူ့မှာတမီးဦးလေးလိုမျိုးဦးလေးလည်းရှိတာမဟုတ်ဘူးလေ။သူ့ကိုအဝိစာအလှအစ်စ်တွေဝယ်ပြီးတော့ပါတီဘွဲကိုဘယ်သူမှခေါ်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်ငွေလေး၅ချက်ထဲတို့ပေးရပါသမီးရဲ့ကဲဆူမန်အိမ်လောက်တွေအားလုံးလောက်ထောင်းငါတို့မနေ့ဖြန်ကြာမှအိမ်ကိုပြန်လာခဲ့ပဲကြာလားအားလုံးကလည်းပါတီပွဲကိုသွားခဲ့ကြပါရဲ့ဆူမန်ကတော့အိမ်လောက်တွေကိုလုံနေခဲ့ရပေါ့ဆိုနီကအရန်ကိုစိတ်ပြတ်ဝရဲနေခဲ့ပါရဲ့အားလုံးကလည်းခရစ်စမတ်နေ့လေးမှာပျော်ပျော်ရွှင်ရွှင်ပဲခရစ်စမတ်ပွဲတော်ကိုဆင်နွှဲနေခဲ့ကြပါရဲ့သူမကတော့လောက်ကိုကြည့်ပြီးအရန်ကိုစိတ်ပြတ်ဝရဲနေခဲ့ပါရဲ့ ရုတ်တရက်ပဲလာမင်းကြီးစီကနေပြီးတော့အဖြူရောင်လေကားတစ်ခုထွက်ပေါ်လာတာကိုသူမတွေးလိုက်ရပါတယ်။အဲဒီလေကားတွေကဆိုနီရဲ့နာမရတန်သွားခဲ့ပြီးနေရာကနေတရောက်ဆင်းလာတာကိုလည်းတွေးလိုက်ရပါတယ်။ဆိုနီကလည်းထားရီကိုကြည့်ပြီးအားအသင်းနေခဲ့ပါတယ်။သူရဲ့အရှင်မအဖြူရောင်ဝစ်ဆောင်ကိုဝစ်ဆင်ထားတဲ့အရှမ်းကိုချုံမလှပါတဲ့နတ်သားတစ်ပါးရက်နေခဲ့ရပါ။ဒါနဲ့ဦးလေးကြီးကပဲသူလေ။နေငါ့ကိုမမတ်မိဘူးလား။ငါကနေရဲ့လာမဲဦးလေးကြီးလေ။ငါတို့လာပေါ်ကိုသွားကြမယ်။ Christmas ပွဲကိုအဲ့ဒီမှာသွားပြီးတော့ဆင်နွှဲကြတာပေါ့ကဲကဲကဲသွားကြမယ်ငါတို့လကဘာပေါ်မှာလည်းအရှမ်းကိုလှပါရပါတီပွဲကျင်းပါနေရတကယ်ပြောနေရလားဦးလေးရဲ့မမေရေဒီမှာကြည့်ပါအောင်ဦးလေးလာတယ်ဦးလေးလာလေတယ်စိုနီရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဆွမ်းအပြင်ကိုချွာလာခဲ့ပါတယ်မလန့်ပါနဲ့စိုနီကနှလုံးသားထဲကနေကျွန်တော်ကိုခေါ်တာဖြစ်လို့ကျွန်တော်ကိုယ်တိုင်ရောက်ရှိလာခဲ့တာဒါဆိုလို့ရှင်တော့လာကြပါအတူတူနှစ်ယောက်လုံးလိုက်ခဲ့ကြလောက်ပေါ်သွားကြမယ်ဒီလိုနဲ့တာမီးနှစ်ယောက်သားကလည်းလောက်ပေါ်ကိုလိုက်သွားခဲ့ကြပါတယ် အပေါ်မှာလာမဲကြီးနဲ့အတူတူကျဲတရားတွေကလည်းတို့ကိုနှုတ်ခွန်းစသခဲ့ကြပါရဲ့အားလုံးကလည်းတချင်းတွေတီးဆိုပေးနေခဲ့ကြပါရဲ့ကြီးနေတဲ့တာမင်းတယောက်လုံးရဲ့အဝိစာတွေကလည်းပြောင်းလဲသွားခဲ့ပြီးအရှန်ကိုလှပါတဲ့အဝိစာတွေစမြန်းပြီးသားဖြစ်သွားခဲ့ပါရဲ့ဆိုနီကလည်းသူ့အမေနဲ့အတူတူလကဘာတခွင်လိုက်လဲခဲ့ကြပါရဲ့ကျဲတရားတွေအကုန်လုံးကလည်းဆိုနီနဲ့အတူတူခရစ်စမတ်နေ့ကိုပျော်ရွှင်စွာနဲ့ဆင်နွှဲပေးနေခဲ့ကြပါရဲ့မုတ်တွေစားစရာတောက်စရာတွေကစားစရာတွေချောကလက်တွေတကြားလုံးတွေအများကြီးလည်းရှိပါရဲ့ ဒါတွေကိုတွေးမြင်ခဲ့ရတဲ့အခါမှာတမီလေးကလည်းအရန်ကိုဝမ်းတာပြောရွှေနေခဲ့ပါတယ်။ရုတ်တရက်ပဲစမန်အရန်ကိုဝမ်းနေသွားခဲ့ပါတယ်။အမေကလည်းဘာဖြစ်လို့စိတ်ပြတ်နေရတာလဲ။တမီတို့ဒီမှာဘလောက်တောင်မှပြောစရာကောင်းလဲဆိုတာကိုကြည့်ပါဦး။ဒီနေ့ခရစ်စမတ်နေ့လေးကအရန်ကိုအတိတ်ပဲရှိသွားပြီနော်။ပြောပါအမေဘာဖြစ်တာလဲ။ဘာဖြစ်သွားတာလဲ။အမေကတော့မပြောဘူးဆိုလို့ရှင်တော့တမီလည်းပြောမှမဟုတ်တော့ဘူး။ဘာမှမဟုတ်ပါဘူး။တမီလေးရဲ့တမီရဲ့အဖေကိုအရန်တတိယသွားလို့လေ။သူဘလို့အချိန်နေမှာရှိနေမလဲမသိဘူးနော်။ တူတာပြန်လာနိုင်မယ်ဆိုလို့ရှင်တော့အရန်ကိုကောင်းပါပဲ။နှစ်ယောက်တော့စကားပြောနေခဲ့တဲ့အချိန်မှာပဲဆိုနီကတော့သူ့အဖေအရှိကနေလာနေရကိုတွေ့ခဲ့ရပါတယ်။ဟိုမှာကြည့်ပါဦးမမေရဲ့အဖေအဖေပြန်လာပြီ။ဟိုမှာကြည့်ပါဦးဦးလေးရဲ့ဦးလေးဒီမှာကြည့်လေတမီးရဲ့အဖေလာပြီ။ရှင်ဘယ်ကိုထွက်သွားလိုက်တာလဲရှင်။ရှင်မရှိတော့ကျမနဲ့ရှင်သမီးလေးဘလောက်တောင်မှဒုက္ခရောက်နေခဲ့လဲဆိုတာကိုရောရှင်သိရဲ့လား။ငါအတော်လေးဒုက္ခရောက်နေခဲ့ရပါဆူမန်နီရဲ့ဘာတွေဖြစ်ဖြစ်ခဲ့လဲဆိုတော့အားလုံးပြောပြမယ်နော်ဒီနေ့တော့ဆိုနီရဲ့ဦးလေးကငါ့ကိုလာပြီးနှိုးပေးခဲ့တာပဲ ပြီးတော့ဒီနေရာထိသူငှောက်ခေါ်ဆောင်လာခဲ့ပြီးနောက်ဆုံးတော့လာနတ်မေကြီးကငှားရမိသားဇွန်လင်ငှောက်ကိုပြန်လဲဆောင်တွေ့စေခဲ့တယ်။ဇွန်လီကလည်းမိဘတွေကိုပြန်လဲတွေ့ရှိသွားခဲ့ပြီးဝမ်းသာပျော်ရွှင်သွားပါရီ။အားလုံးကလည်းလာနတ်မေကြီးကိုကျေးဇူးတင်နေခဲ့ကြပါရီ။အားလုံးနဲ့အတူတူဇွန်လီကလည်းခရစ်စမတ်နေ့ကိုဖျက်ကျော်ခဲ့ပြီးလက်ဆောင်တွေအများကြီးအရယူခဲ့ပါရီ။ခဏနေတော့ဆိုနီကလည်းသူ့ရဲ့မိဘတွေနဲ့အတူတူလူပြည့်ကိုပြလာခဲ့လိုက်ပါတယ်။ဘေဘဲကအပြင်ထွက်သွားခဲ့ပြီးနောက်မှာတော့ကားအက်ဆီဒန့်တစ်ခုကိုကြုံတွေ့ခဲ့ရပြီးမေးမြောနေခဲ့ရပါ။ သူကိုပြုစုပေးမဲ့သူပဲသူမှမရှိသလိုမျိုးသူရဲ့အိမ်လေးစာကိုလည်းပဲသူမှမသိရှိခဲ့ကြပါဘူး။သူကစေယုံတယုံမှအချိန်အကြာဒီနေထိုင်ခဲ့ရပါတယ်။ရုတ်တရက်ပဲတရက်မှာတော့သူသတိပြန်လည်လာခဲ့ပါတယ်။ဒါရီအားလုံးကိုတော့လာနမင်ကြီးကိုယ်တိုင်ကလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ဗီဗစ်ကလည်းသူ့အကုန်းနဲ့မကြီးနှစ်ယောက်လည်းမလောက်တောင်ရှုံမှခဲ့လဲဆိုတာကိုလည်းသိရှိသွားခဲ့ပါတယ်။ဒါကြောင့်သူကလည်းသူ့မိမနဲ့သူ့ရဲ့သမီးလေးကိုခေါ်ပြီးအဲ့ဒီအိမ်ကနေတခါရဲထွက်လာခဲ့လိုက်ပါတော့တယ်။သူရဲ့ဘဝကိုအစ်စ်ကနေပြန်လည်စတင်ခဲ့ကြပါတယ်။ ဒီနေ့ Sony ရဲ့ဦးလေးကြောင့်တို့ဘွားမှာပျော်ရွှင်မှုတွေကိုပြန်လည်ရရှိခဲ့ရပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပြီးခဲ့ပါအောင်နော်